ဒီနေ့တော့ကျမကဗာလိပြောချင်တယ်လေဆိုရင်သားသမီးနဲ့မိဘတွေအကြောင်းလေးကိုပြောချင်ပါတယ်เนาะကျမတို့လိုအရွယ်မိဘဖြစ်လာပြီဆိုရင်ကျမတို့မှာသားသမီးတွေနဲ့မိဘကြားမှာအတွေ့အော်လေးတွေကွာဟမှုမဖြစ်အောင်ကလေးတွေကိုကိုရီးယားငယ်ငယ်တည်းကကလေးတွေရဲ့စိတ်ကိုလည်းနားလည်နိုင်အောင်ကြိုးစားရမယ်ဘာလို့ကြိုးစားရမလဲဆိုရင်သူပါဖြစ်ချင်တယ်လေသူ့ရဲ့အတွေ့အော်မှာသူပါရှိတယ်လေသူပါလုံချင်တယ်လေဆိုတဲ့စိတ်ကိုလည်းကိုကအမြဲတမ်းလေ့လာနေရမယ်เนาะကိုမိဘပဲ ငါပြောတာပဲလို့ဆိုတဲ့စကားတော့အခုခေတ်မှာတော့သွားပြောလို့မရတော့ဘူးเนาะအခုခေတ်မှာဆိုရင်တို့တွေကလည်းအတွေးခေါ်တွေကကလေးတိုင်းကတည်းကဖြည်းဖြည်းနဲ့မြင်မာလာကြပြီအဲ့လိုမြင်မာလာတဲ့အလျောက်ကိုလည်းကျမတို့မိဘတွေကလည်းခစ်ကိုလည်းလေးလာရမယ်ခေကိုလေးလာမှသာနင်းလေကျမတို့တွေကသူတို့တွေနဲ့အမြဲတမ်းလိုက်လျောညူတွေစကားပြောလို့ရမယ်သူတို့စိတ်ကိုလည်းကိုကနားလည်လာမယ်ကိုမိမပဲဆိုပြီးတော့လေကိုက တခါတည်းကိုယ်စကားသာအပြီးနားထောင်လို့သွားပြီးပြောလို့မရတော့ပါဘူးเนาะသူတို့ရဲ့စကားကိုလည်းကိုယ်ကနားထောင်သင်တယ်နားထောင်ပေးရမယ်သူတို့ပြောသမျှစကားကိုလည်းကိုယ်ကလက်ခံသင်တယ်လက်ခံရပေးပါမယ်เนาะခစ်ကိုလေးလာမှလည်းသူတို့ရဲ့စိတ်နေစိတ်သဘောထားတွေကိုလည်းကိုယ်ကနားလည်လာနိုင်မယ်သူတို့နဲ့လည်းကိုယ်နဲ့အပြန်အလှန်စကားတွေပြောလို့ရနိုင်မယ်เนาะပြောလို့ရမှသာနေလေသူနဲ့သားသမီးနဲ့မိဘဟာယဉ်နီးလာမယ်မယဉ်နီးလာဘူးဆိုရင်ကျမတို့တွေကဘာဖြစ်သွားမလဲဆိုတော့ တယောက်နဲ့တယောက်ကလေးနဲ့ကိုရဲဟာအတွေးခေါ်တွေမတူဘဲနဲ့၃နဲ့၄ဖြစ်သွားမယ်အဲ့လိုဖြစ်မသွားအောင်လဲကျမတို့လေးမိဘတွေအမြဲတမ်းကလေးနဲ့တသားတည်းဖြစ်အောင်လို့လဲခစ်ကိုလေးလေးလာပါလေးလာပြီးတော့ကလေးရဲ့စိတ်ကိုလည်းအမြဲတမ်းကိုကနားလည်နိုင်အောင်ကြိုးစားပါလို့ပြောချင်ပါတယ်နော်